။ဦးဇေယျတန္တရာမဆွေတော်မျိုးတော်များအားလုံးမင်္ဂလာပါ။ဦးဇင်ကတော့ကလေးတွေကို သင်တန်းပြရဲဟိတေတီဆရာတော်ပဲဖြစ်ပါတယ်။အခုဗုဒ္ဓံတရဏံဂိဆာမိဆိုတာတရားတော်မြတ်ကို ကိုကိုရာဟူ၍စိက္ကပါဤတရားတော်မြတ်ကို ကိုကိုရာဟူ၍စိကပ်ပါဤတန်ဃာတော်အရှင်သူမြတ်ပေါင်းကိုကိုကိုရာဟူ၍စိကပ်ပါဤလို့တရဏဂုံ၃ပါးတရဏဂုံ၃ပါးကိုမသိခင်ကလေးကလူတိုင်းလူတိုင်းတရဏဂုံတင်တယ်လို့သဘောထားပြီးတော့ရွက်ဖက်သရစေကြတာပေါ့အဲ့ဒါကအတိတ်ပေကိုမလေးချင်းလို့ရွက်ဖက်သရစေလာလောက်နဲ့ပဲ ဖြစ်နေတာပေါ့အမှန်တကယ်တမ်းဆိုရင်မြတ်စွာဘုရားပြောခဲ့တဲ့စကားကိုနားထောင်ပြီးလိုက်နာကျင့်သုံးမှပုဒ္ဒံတရဏံကိစ္စမင်းဖြစ်မှာမြတ်စွာဘုရားကျင့်ကြံခဲ့တဲ့တရားတော်ကိုကိုရောကလိုက်ပြီးတော့အတူခိုးပြီးတော့လေ့ကျင့်မှဓမ္မန္တရဏံကိစ္စမင်းဖြစ်မှာပါနော်မိမိကိုယ်တိုင်က ဒီတန်တရာကလွတ်မြောက်ခြင်းမှပရမေထာသံဃာတော်ဖြစ်မှာပါသံဃာနှမျိုးရှိတယ်လေဦးဇင်းတို့သင်္ကန်းဝတ်ထတာကိုသမုဋ္ဌိသံဃာတော်လို့ခေါ်တာပေါ့နော်သင်္ကန်းဝတ်စရာမလိုပဲဒီတိုင်းလူပဲဒါပေမဲ့တရားတော်ကိုစက္ကန့်တိုင်းစက္ကန့်တိုင်း ကိုယ်စိတ်မှာတဏဝင်ခွင့်မရအောင်ဆောင်းရှောက်တက်နေတဲ့သူဟာအရိယာတန်ဃာတော်နော်အဲ့ဒါနဲ့တန်ဃာတော်2မျိုးရှိတယ်ကိုကတန်ဃာတော်2မျိုးမှာသင်္ကန်းဝတ်စရာမလိုဘဲနဲ့လေ့ကျင့်လို့ရတဲ့ဤရှိတယ်သင်္ကန်းဝတ်စရာမလိုဘူးနော်လူတွေကသင်္ကန်းဝဲရမှာကြောက်တယ်လေတကယ်တမ်းလေးဝတ်စရာမလိုပါဘူးလူနဲ့နေပြီးတော့ သောတာပန်တက္ကတာကံအနာကံယဟန္တာလေးဖြစ်နိုင်တာပေါ့ဒါပေမဲ့ခုနှစ်ရက်လောက်နေပြီးတော့လူအဝတ်နဲ့ယဟန္တာဖြစ်ခုနှစ်ရက်လောက်နေပြီးတော့မှ brain နဲ့ပဲပြူရတာပေါ့သင်္ကန်းဝဲရတော့မှလေသင်္ကန်းမဝဲရင်မခံနိုင်တော့ဘူးဘာလို့မခံနိုင်လဲဆိုတော့သမ္မာအာဇီဝတွေသီလမဲ့ခင်၃ပါးပြည့်စုံလာတာကိုသီလမဲ့ခင်၃ပါးကသမ္မာဝါစာသမ္မာကမ္မန္တ တမ္မာအာဇီဝလို့ခေါ်တယ်။သီလမဲ့ခင်၃ပါးပြည့်စုံလာတယ်။အခု၅ပါးသီလ၈ပါးသီလ၈ပါးသီလ229ပါးသီလကတိကိုထောင်ကျော်သောသီလဆိုတာအဲ့ဒါပြည့်ညက်သီလလောကီသီလတွေလောကုတ္တရာသီလမဟုတ်ဘူးလောကုတ္တရာသီလကတရားတော်နဲ့ပတ်သက်လို့ ဟောပြောတယ်။တမ္မာဝါစာမိစ္ဆာဝါစာမဟုတ်တော့ဘူး။တရားတော်ကိုရဖို့အရေးကြိုးပမ်းတယ်။တမ္မာကမ္မန္တ။နော်။အဲကိုကလူဖူးမှ ပြန်ရမယ်။ကိုကကောင်းကောင်းပြောဖူးမှကိုကိုလူတွေကကောင်းကောင်းပြန်ပြောလာမယ်။အဲတမ္မာအာဇီဝဒီတခါသိမ့်တီပေါ့ရှင်နေလို့မရဘူး။အဲ့ဒါတမ္မာအာဇီဝမဟုတ်ဘူး။နော်တပည့်တော်တို့အယဲမယောင်းဘူးဗျာ။ အယဲမယုံတော့သံမာအဇီဝလို့ခေါ်တာပေါ့အဲ့ဒါလောကီသီလတွေလောကုတ္တရာသီလမှာကြတော့ကိုလူတန်းထားသလောက်ပေးထားသလောက်ပဲပြန်ရမှာအတင်းအဓမ္မလိုချင်လို့မရဘူးကိုမှကြောက်မလူဘူးပဲနဲ့ကြောက်ကြောက်တလုံးလိုချင်လို့မရဘူးလေကိုကရှေးကတင်ကြူပြုခေပူသည်ကောင်းမှုအထူးရှိပါစေတဲ့မင်္ဂလာတော့မှာပါတယ် ပုပ်ဘေစကတ္တပုညတ္တာတဲ့ပါဠိလိုနော်ရှေးကတင်ကြိုပြီးတော့ပြုခေပူမှပြန်ရမှာဖြစ်တယ်အဲ့ဒါဒီပါလေဒါနသည်တန်တရာရေရိတ်ခါထုတ်ဖို့နော်သင်္ကန်းတွေဘာတွေလူဖူးမှကိုယဟန်ဖြစ်တဲ့အခါသင်္ကန်းသင်္ကန်းတွေဘာတွေရတာပေါ့ဤဟိဘိက္ခုခေါ်လို့ရတာလေကြာဖူးကြမှာပါအခုပြောလိုတာက ကိုတို့ကလွဲ့မြောက်ချင်လားမလွဲ့မြောက်ချင်လားမသိဘူးဘုံကြီးကတော့စွဲကြည့်ပဲပြောနေတာပဲဒါဆင်းရဲကိုမှမမြင်တော့ဘယ်လွဲ့မြောက်ချင်မလဲဘယ်ဆင်းရဲမလဲဗျာကာမဘုံကိုရောက်နေတော့လူဘုံကိုရောက်တော့ပျော်လိုက်ပါလိုက်လောက်လိုက်စားလိုက်ပေါ့ဗျာအဲ့လိုပြောမှာပေါ့နော်ပျော်လိုက်ပါလိုက်တောက်လိုက်စားလိုက်နေကြတာပေါ့အဲ့ဒါကိုပျော်ဖို့ကောင်းတယ်လို့ထင်တာပေါ့ ဒါသမုဒိယတဏတတရတတရအဘိနန္ဒီနီတဲ့ယောက်တိအရဲ့မှာပြောပါတယ်တဲ့တတဝါတွေဟာဓမ္မစကြာမှာဟောထားတယ်။ဘာလို့ပြောအောင်နေလဲ။စိတ်ကိုဖြေဖြော်ပြီးတော့နေကြတာပေါ့မပြောသင့်တာတွေကို မပြောပြောအောင်ဥစဉ်တို့တစ်ခါတစ်ခါစောင့်ကြည့်ရဘတ်စကဘောမှာပြတ်တက်ပြီးတော့အိုးလူတွေတော်တော်လေးဒုက္ခရောက်နေကြပါလား ခยีတစ်ခုသွားမယ်အရေးကိုပြည့်ချက်ပြီးသွားနေကြတာချမ်းဘလောက်များဒုက္ခတွေရောက်နေကြလေအဲ့ဒါလေးကို ကြီးလိုက်ယုံနှမ်းတော့စင်ကျင်စရာမလိုဘူးဒုက္ခကိုတန်တွေးတာပဲအခုလေဒုက္ခကို သီးဖို့လိုပါတယ်ဒုက္ခကိုသီးတာကိုသစ္စာပြီးသွားတယ်လို့ခေါ်တယ်အဓိကဒုက္ခသစ္စာအရေးကြီးတယ်သစ္စာဆိုတာအမှန်တရားဒုက္ခလို့အမှန်တရားကိုသီးမှ တမှုတရားမလုံးမှာတမှုတရားဆိုတာဒုက္ခဖြစ်ကြောင်းနေမလုံးမှာနော်ဥပမာကြတာနဲ့ပတ်သက်ပြီးတော့ဒုက္ခကိုသိအောင်လေးလာလေးကျင့်ကြားတယ်ကြားတယ်တရှင်လေးဖွင့်ထားဖွင့်ထားတသံပြီးတသံကြားတယ်ကြားတယ်လူနှယောက်လာပြီးစကားပြောဒီလူပြောတဲ့အသံရက်တွေပြက်ဟိုဘက်ကလူတယောက်ပြောတဲ့အသံရက်တွေပြက်ကိုကဝင်မပါနဲ့ကိုကအလွတ်နေ